တဆင်ချင်းတဆင်ချင်းဆောင်ရရတာရှိတယ်အစိုးရကတရားဝင်ချပေးထားတာဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ရဲ့ဝယ်လိုက်တဲ့အိမ်ခံမြေတို့ပါမစ်မြေတို့ဆိုတာကအစိုးရစီပင်ရုံးတို့အိုးအိမ်ရုံးတို့မှာတရားဝင်ဆက်ရတာရှိတယ်ကျွန်တော်ကအခုကတော့ခရံမြေပဲဥတီပြောတာဖြစ်တဲ့အတွက်ခုနကလိုသတင်းစာကြော်ညာတာတွေထည့်ရမယ်ပြီးလို့ရှိရင်အယောင်မြေပုံကူးရမယ် နံပါတ်3ကတော့အခွန်ဆောင်ရမယ်ရောင်းကုန်ဝယ်ကုန်တွေဆောင်ရမယ်မှတ်ပုံတွေယုံမှာကိုယ့်ရဲ့အမိဘောက်စာချုပ်ချုပ်တာဖြစ်တဲ့အတွက်အဲ့ဒီအချိန်ထိကျွန်တော်တို့ကစောင့်ဆိုင်ပြီးလုပ်ရတာပေါ့ဒါပေမဲ့ကျွန်တော်တို့အခုမြေပြင်မှာအယောင်းဝယ်လုပ်နေတာကတော့ payment နှစ်လအပြင်ကြိုးမပေးဘူးအောက်မှာ comment တစ်ခုရေးထားတယ်တကယ်တော့အဲ့ comment တွေကမတိဘဲနဲ့ဝင်းဝင်းမရေးစီခြင်းဘူးမတိလို့မေးတဲ့သူတွေရွာလေသွားမှာဆိုလို့လေအဲ့ကျွန်တော်ပြောတာအင်ချမ်းမြေတစ်ခွက်ကိုတဲ့ဟို၄၅၆လောက်လောက်ကြာမှငွေရှင်းတယ်ဆိုတော့ဒီဖြစ်တဲ့သေးတယ်မှာအဲ့လောက်မရှိတော့ဘူးဘာဖြစ်လို့လဲသူတို့က ကျွန်တော်တို့အင်ချင်မြစ်တစ်ခွက်ခြေပြီးလို့ရှင်ကိုယ့်လက်ထဲကိုငွေရောက်လာတယ်အဲ့ငွေရောက်လာလို့ရှင်တို့ကအခြားတနေရာမှာ investment တစ်ခုအမြန်လုံးမှာဥမာပြရွှေမှာပဲယင်းနီးမြုံနယ်မှုဆက်လုံမလားမြေခွက်တွေမှာပဲယင်းနီးမြုံနယ်မှုတွေဆက်လုံမလားဒါမှမဟုတ်ကားတွေအခြားအရာတွေမှာပေါ့နော် official အရာတွေမှာပဲယင်းနီးမြုံနယ်မှုဆက်လုံမလားဆိုတာတွေကတို့စဉ်းစားရတယ်မစဉ်းစားလို့ရှင်ဒီငွေတွေကတက်လာတဲ့ဈေးနှုန်းတွေအရာအငွေပြန်သွားမှသိကြတယ်အဲ့ဒီတော့တို့မှလည်းအောက်ကလူတစ်ယောက်ကရေးထားလို့၄၅6လဆိုတော့မဖြစ်နိုင်ဘူး အများဆုံးမှာ2လပဲ2လ2လခွဲတချို့ဆိုလို့ရှိရင်ငွေပေးမဲ့မြင်လို့ရှိရင်တစ်လခွဲအတွင်းမှာခြေပြီးတော့မှဟိုသူစာရွက်စာတမ်းတွေပိုင်ဆိုင်မှုတွေမြေပြင်ပိုင်ဆိုင်မှုစာရွက်စာတမ်းပိုင်ဆိုင်မှုတွေလက်ရောက်ရယူပြီးတော့မှနောက်ဆုံး300လောက်ခြံထားပြီးမတ်ပုံတွေရုံစာချုပ်ချုပ်ပြီးမှအဲ့300ကိုခြေတာမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်တို့ကအောက်မှာ comment တွေဝင်ရေးထားတယ်ဟိုဟာဟို3900တောင်ပွဲတွေကို56လ6လတနည်းတော့ဆွဲတာပဲဆိုတော့မဆွဲဘူးဆွဲလို့မရဘူးဒီခက်မှာဆွဲရင်မွဲသွားလိမ့်မယ် မတိပဲနဲ့အဲ့ comment တွေဝင်ဝင်မရေးစေချင်ဘူးပေါ့နော်။ဘာလို့ဆိုတော့မတိတဲ့လူတွေကိုကျွန်တော်ကဖြေပေးနေတာဖြစ်တဲ့အတွက်အမှန်တရားကိုပဲဖြေပေးတယ်။တက်ရောက်ငန်းနဲ့ဝင်ဖြေတာတွေကြတော့မတိလို့မေးတဲ့လူတွေမှာဒုက္ခရောက်သွားနိုင်တယ်။ခင်ဗျားတို့တကယ်လို့များတိတ်ပြီးဖြေခြင်းနေတယ်ဆိုရင်ကို့အကောင့်ကနေကို့ဖြေကျွန်တော်ရမှန်ကန်တိကျတဲ့အကောင့်တွေမှာခင်ဗျားတို့လာမဖြေစေချင်ဘူးနော်။တကယ်သိရင်ဖြေသွားကျွန်တော်ကကျေးဇူးတင်တယ်။တကယ်သိလို့ကျွန်တော်ဖတ်ကြည့်လိုက်တော့ဒါမှန်ကန်တယ်။မေးပြန်မှလည်းဒါမျိုးတွေလုံနေတယ်ဆိုလို့ရှိရင်ကျွန်တော်ကလက်ခံတယ်။အဲ့တော့အများဆုံးပေးမန့်ကနှစ်လအတွင်းမှာပဲခြေကြတာများတယ် နေ့ဒီမှာဥမာပဲပထမရှိမှပြောခဲ့သလိုပထမတလမှာဘလောက်ဘလောက်2000ကျမယ်3000ကျမယ်1000တန်နဲ့မြေကိုတတိယအရင်မှာ6000ခန္ဓာလောက်ကျပြီဆိုလို့ရှိရင်အနည်းဆုံးပိုက်ဆိုင်မှုတစ်ခုကတော့ပေးရတယ်ခရံဆိုလို့ရှိရင်ခရံမူရင်းဆော်ရဆရန်နေပေးလိုက်ရတယ်ကိုယ့်လက်ထက်မှာအယောင်မြေပုံတို့ဟဲ့လားမြေပြင်ပိုက်ဆိုင်မှုတွေကိုတင်ထားတာပေါ့အားလုံးခြေဝါပြီမှတ်ပုံရင်းယုံစာချုပ်ချုပ်ဖို့ပဲကြံတော့တယ်ဆိုလို့ရှိရင်300လောက်ခြံ300လောက်ခြံပြီး